ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တဲ့အောင်းနဲ့မင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအာဆာသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့နာမည်ကျော် Superstar Cristiano Ronaldo ကတော့2026ကမ္ဘာဖလားပြိုင်ပွဲကြီးဟာသူ့အတွက်နောက်ဆုံးပွဲ ဖြစ်တယ်လို့ဆိုလိုက်တယ်လေဝင်းစင်အသင်းနဲ့အတူပေါ်တူဂီကိုစားပြုပြီးနိုင်ငံတကာပြိုင်ပွဲကြီးက2026ကမ္ဘာဖလားပြိုင်ပွဲဖြစ်ပြီးတော့ တနည်းနည်းနဲ့အတွေ့မှာလေသူကစားမပွားအပြီးတိုင်အနာယူဖို့နီးဆက်လာပြီးဖြစ်ကြောင်းထုတ်ဖို့ကြေညာလိုက်ပါတယ်။ Algeria ဘလုံးဖွဲ့ချုပ် FA ကနေ Kylian Mbappe ရဲ့ညီဖြစ်သူ Ethan Mbappe ကို throw ရဲ့ Algeria Lewis အသင်းမှာပါဝင်နိုင်ဖို့ကြိုးပမ်းလျက်ရှိတယ်။ Africa ဖလားပြိုင်ပွဲမှာ Morocco ကအင်ရှီဖြစ်ချင်းပါတဲ့ပြိုင်ပွဲမတိုင်ခင်မှာ ်အယ်ဂျီးရီးယားကအမ်ဘပ်ပီရဲ့ညီဖြစ်သူကိုသူတို့နိုင်ငံကိုစားပြုဖို့စီအောင်လျက်ရှိသလို2026ကမ္ဘာဖလားပြိုင်ပွဲကိုလည်းခေါ်ယူသွားဖို့ဆန္ဒရှိနေတာလည်းဖြစ်တယ်။ဥရောပဘောလုံးဖွဲ့ချုပ်တစ်ခုလုံးရဲ့ European Top 5 League မှာဒီနေ့ရက်ဒီဆိုဖာယာဂိုးမရှိသည့်အကြာဆုံးလိပြိုင်ပွဲက CDA ဖြစ်တယ်။ဒီရသည် CDA ကအခုလောလောဆယ်ဆယ်ပွဲပဝင်ချင်ရှိပြီးတော့ဂိုးမရှိသေး18ချိန်ထိကြာခဲ့တာဖြစ်ပြီးတော့ Premier League က9ချိန် ဘွန်ဒက်စ်လီဂါက၄ချိန်နဲ့လာလီဂါက၄ချိန်ရရှိထားတာဖြစ်တယ်။ရောဘတ်လီဗန်ဒော့စကီကတကယ်လို့များဘာစလိုနာအသင်းကသူ့ကိုတတ်တမ်းမတိုးတော့ရင်ကစားမဘွားကပါအပီးတိုင်အနာယူဖို့စဉ်းစားလျက်ရှိကြောင်းဆိုပါတယ်အသက်38နှစ်အရွယ်ရှိတဲ့လီဗန်ဒေါစကီကိုယ်တိုင်ကယာတီကိုမာကလပ်အသင်းနဲ့လမ်းခွဲရပွဲရှိတဲ့ချိန်ဘာဆိုနာရဲ့အစာချုပ်တစ်ခု သူတို့ဘက်ကအဆောင်မျိုးလေးရှိတာပါစပိန်ဘောလုံးဖွဲ့ချုပ်ကတော့ဒဏ်ရာပြဿနာအချို့ရှိတဲ့လာမင်ယမားကိုကလပ်သင်းကိုပြန်လဲဆီလွတ်လိုက်ပါပြီရဘိုရီယာလာမင်ယမားကတော့အနည်းဆုံး9ရက်နဲ့10ရက်ကြာနားရဖို့ရှိပြီးတော့ international break အပြီးမှာပဲဘာဆိုနာအတွက်ပြန်ကစားပေးနိုင်ပွဲရှိကြောင်း ဖော်ပြထားပါတယ်ဟန်စီဖလီကာတို့ international break အပြီးမှာရာဖီညာရဲ့ယူဝန်ကာစီယာနဲ့မာကက်ဆာတို့အပါဝင်ပက်ဒရီတို့အားလုံးပြန်ပါနိုင်မှာဖြစ်ကြောင်းအတည်ပြုပြီးတော့ဒီကစားမတွေရဲ့ချန့်ခိုင်မှုပြန်လဲကောင်းမွန်လျက်ရှိပြီး international break ကသူတို့အတွက် ready ဖြစ်ပြီလို့ဆိုပါတယ် finisher junior နဲ့ကလပ်အသင်းကြားရောနီးပြအလွန်ဆိုချာမှာတင်းမာမှုတွေရှိလျက်ရှိတယ်လက်ရှိမှာ real madrid အသင်းက finisher junior ကိုတကယ်လို့စာချုပ်တက်တမ်းမတိုးရင် သူတောင်းဆိုထားတဲ့ demand တွေကိုမလျှော့ပေးခြင်းတော့2026လွေရာသီမှာသူကိုရောင်းချသွားဖို့ရှိတယ် သူရဲ့လက်ရှိ contract က2029ဒီရှိပြီးတော့ Real Madrid ကစာချုပ်သစ်တစ်ခု ထပ်ပြီးကမ်းလှမ်းသွားမှာဖြစ်ပြီးစာချုပ်သစ်သဘောမတူတာနဲ့ယူရို150နဲ့သူ့ကိုရောင်းဖို့ပြင်ဆင်မယ်လို့ဆိုပါတယ်မထွေသင်ကတော့သူတို့ရဲ့လူငယ်တိုက်စစ်မှုအန်ဒရစ်ကိုအငါထွက်ခွင့်ပြုဖို့ green light ပေးလိုက်ပါပြီအသက်16နှစ်ပဲရှိတဲ့ဘရာဇီးလူငယ်ကစားမကဘရာဇီးလူဝေးစင်အသင်းမှာပါဝင်ကစားချင်တဲ့ဆန္ဒကြောင့် ရိယာတီမာလမ်းခွဲဖို့ပြင်ဆင်နေတာဖြစ်တယ်ဆိုတော့ဆောင်းရာတီမာပြည်သိကလပ်ဖြစ်တဲ့လီယွန်ကသူ့ကို6လအငားနဲ့ခေါ်ပြီးတော့အပိသက်ခေါ်ယူခွင့်မပါဝင်ဘူးလို့ဆိုပါတယ်ရီရှာတော့မန်ကတော့လက်ရှိမှာနယ်သာလန်ကလပ်ဖိုင်နော့ရဲ့ကွင်းလက်စားပါခွန်တန်တင်ပါကိုစိတ်ကလေးရှိတယ်ဒီစားမကယာတီကိုမာစာချုပ်တက်တန်းကုံဆုံးမှာဖြစ်ပြီးတော့ တော့မန်ကသူ့ကိုခေါ်ယူဖို့ဆန္ဒရှိနေတာပါတဖက်မှာတော့ဥပမခလူကဘိုင်မြူနစ်အသင်းကသက်တမ်းတိုးနိုင်ဖို့နှီးမျိုးစုံကြိုးပမ်းလာတဲ့အကြောင်းဝန်ခံလာတယ်မဒရစ်အသင်းကလည်းသူ့ကိုကမ်းလှမ်းထားတယ်ပရီးမီးယားလိဂ်ကလပ်လီဗာပူးအပါအဝင်အသင်းအချို့သူ့ကိုကမ်းလှမ်းထားတဲ့အောင် သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ချက်ချထားခြင်းမရှိသေးဘဲနဲ့ January လမှဆုံးဖြတ်ချက်ချမယ်လို့ဆိုပါတယ်။ Arsenal သင်းက December 21ရက်နေ့ Everton နဲ့ကစားမယ့် Premier League ပွဲစဉ်ကိုပွဲရွှေ့ပေးဖို့တောင်းဆိုခဲ့တဲ့အဓိကက December 23ရက်နေ့မှာ Crystal Palace နဲ့ Carabao Cup Quarter Final ကစားဖို့ရှိတဲ့အတွက်ကြောင့်ပွဲရွှေ့ပေးဖို့ Palace ရော Arsenal ရောတောင်းဆိုခဲ့မှုကို သဘောတူတဲ့နောက်ဒီဇင်ဘာ20ရက်နေ့ည8နာရီမှာဒီပွဲကိုကျင်းပဖို့ရွှေဆိုင်ပေးပြီဖြစ်တယ်။တစ်ဖက်မှာတော့အာစနယ်အသင်းရဲ့နောက်ခံလူမိုင်းလူးဝစ်စကယ်လီကိုအင်္ဂလန်လူဝေးစင်နီးပြတောမတ်ထူဟေကတကယ်လို့များဒီယာဒီမှာပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရရင်လူဝေးစင်အသင်းမှာပါဝင်ဖို့အခွင့်အရေးနှဲမှာဖြစ်ကြောင်းဆိုခဲ့ပြီးတော့ မိုင်းလူးစ်ကယ်လီဒီနဲ့မင်းနစ်လိုအပ်ကြောင်းသတိပေးလိုက်ပါတယ်အာဆနယ်သင်းရဲ့ဒီနေ့ရသည်အော်တိုဘာရဲ့အကောင်းဆုံးပေါ်မှာစုကိုနောက်ခံလူဂါဘရီယယ်ကိုရွေးချယ်လိုက်ပါတယ်ကလပ်ဘက်ကဂါဘရီယယ်ကိုဒီနေ့ရသည်ရဲ့ ဒါဒီအော်တိုဘာရဲ့အကောင်းဆုံးနောက်ခံလူဖြစ်ရွေးချယ်တာလို့တစ်ဖက်မှာတော့ဘရာဇီးလ်တိုက်စစ်မှုဂါပရီယယ်ဂျေဆုကတော့မြောက်လန်တန်ကလပ်နဲ့ကစားမဲ့ထော်တန်ဟမ်နဲ့ပွဲကိုလွဲချော်ဖို့ရှိချောင်းဆိုပါတယ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့နီးပြရူပင်အမရွန်ကတော့စောင်းခါတီမှာကွင်းလေကစားမတစ်ယောက်ခေါ်ယူဖို့ဆန္ဒအပြေအဝရှိနေစေဖြစ်ပြီးတော့ကော်နာကလကာကိုအက်တလက်တီကိုမတ်တွစ်ရှိကနေခေါ်ဖို့ဆန္ဒရှိနေပါတယ်။အသက်29နှစ်အရွယ်ရှိတဲ့အင်္ဂလန်ကွင်းလေကစားမကိုပေါင်45တန်ပက်ကေ့ချ်နဲ့ ရာဒီကုန်တိအငားနဲ့အပြီးမှာအပြီးသက်ဝယ်ယူခွင့်နဲ့ခေါ်ယူသွားပွဲရှိနေတာဖြစ်တယ်။ Man United အသင်းရဲ့ကစားမတွေအားလုံးကရာဒီကုန်မှာဥရောပချန်ပီယံလိဝင်ခွင့်ရဖို့ယုံကြည်မှုအပြည့်အဝရှိကြောင်းဆိုပါတယ်။ Telegraph ရဲ့ report အရဆိုရင် United ကစားမတွေအနေနဲ့ဒီနေ့ရာဒီမှာပြသနေတဲ့သူတို့အသင်းရဲ့ခြေစွမ်းကြောင့်ချန်ပီယံလိဝင်ခွင့်ကိုတေချာပေါက်ရှားနိုင်လိမ့်မယ်လို့ဆိုပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကအခုလက်ရှိအနေထားအရ ်အယ်လီယက်အန်ဒါဆန်ကို ချင်းကပ်မှုတွေပြုလုပ်ထားပြီးတော့ကိုဘီမင်းနူရဲ့အခြေအနေကိုလည်းလေ့လာရရှိတယ်တကယ်လို့ United ကအယ်လီယက်အန်ဒါဆန်ကိုခေါ်ယူနိုင်မဲ့အခွင့်အရေးရှိရင်တော့နာပိုလီကိုကိုဘီမင်းနူကိုယာဒီကုန်တီအငှားချပွဲရှိချောင်းဆိုပါတယ်တစ်ဖက်မှာတော့ Tottenham Hotspur အသင်းရဲ့နီးပြ Thomas Frank ကတော့ ိုက်စစ်မှုတယောက်ခေါ်ယူရေးကသူတို့ရဲ့စောင်းရာသီအဓိကအလုပ်ဖြစ်ကြောင်းဆိုတဲ့ကုအာလီရဲ့တိုက်စစ်မှုဒါအိုင်ဗန်ထိုနီကိုစပါကဆက်သွယ်ထားပြီးတော့ယာတီဂုံတီအငားနဲ့ခေါ်ယူဖို့တောင်းဆိုထားတာဖြစ်ပြီးစပါအနေနဲ့အခြားပြစ်မှတ်တွေကိုလည်းရှာဖွေလျက်ရှိတယ်ထော်နာဟော့စပါအသင်းကမီကီဗန်ဒဘန်ကိုဆက်ထိန်ထားဖို့ပြင်ဆင်သွားမှာဖြစ်လို့ သူတို့အနေနဲ့ဘိုးနောက်ခံလူတယောက်ကိုလည်းစဉ်းစားနေဆဲဖြစ်ပြီးတော့စပါတွတ်တင့်တော်မဲ့နောက်ခံလူတယောက်ကိုရှာဖွေဖို့ရှိကြောင်းဆိုပါတယ်လီဗာပူးအသင်းရဲ့တောင်ပံကစားမဖလော်ရီယန်ဗာစကဲယုံကြည်မှုပျောက်ဆုံးနေတဲ့အချိန်မှာဂျာမနီလူဝေးစင်အသင်းဒီပြဂျူလီယန်နာဂတ်စမန်ကမနစ်ကလီဗာပူးအသင်းကိုရောက်သွားရင်ဖလော်ရီယန်ဗာစကဲခြေစွမ်းဟာလုံးဝပြောင်းလဲသွားမှာဖြစ်ပြီး ီယာဒီမာလီဗာပူးကိုတိုင်ယုံကန်နေရတာကကစားမအစ်စ်နဲ့နယ်မြေအစ်စ်မှာသူတို့ဂျာမန်ကစားမယုံကန်နေရတာဖြစ်တယ်လို့ကောက်ွယ်ပြောကြားခဲ့ပါတယ်ဖရက်ဒီကိုကီအေးစားကတော့အီတလီလရွေးစင်အသင်းရဲ့နီးပြဂက်ဒူဆိုကနောက်ထပ်တစ်ချိန်ကမ်းလှမ်းခဲ့ပြီးရွေးချယ်ဖို့တောင်းဆိုမှုကိုပယ်ချခဲ့ပြီးလီဗာပူးမှာပွဲထွက်ခွင့်ရဖို့အတွက်လည်း personal reason ကြောင့်ကလပ်သင်းမှာပဲဆက်ရှိအောင်မှာဖြစ်ကြောင်းဆိုပါတယ်လီဗာပူးအသင်းကနောက်ခံလူဂျိုကိုမတ်ကိုယာတီကုံမှာဆုံးရှုံးရဖို့ရှိတယ်အထူးသဖြင့်ဂျိုက ိုမက်ကရာဒီကိုမှာပွဲထွက်ခွင့်မရတဲ့အတွက်အသင်းတစ်ကိုပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေတာဖြစ်ပြီးတော့ AC Milan အပါအဝင်ဂျာမန်ကလပ်တွေကဂျိုကိုမက်ကိုစိတ်ဝင်စားလျက်ရှိတာပါ Chelsea တင်းကသူတို့ရဲ့ကွင်းလယ်ကစားပါ Voices Kaiser တို့ကိုအော်တိုပါလာရဲ့တလတာအကောင်းဆုံးဘောလုံးမှာအဖြစ်ရွေးချယ်လိုက်ပါတယ် ခိုင်စီတို့ကပြီးခဲ့တဲ့လအတွင်းမှာအကောင်းဆုံးစွမ်းဆောင်ထားတာဖြစ်ပြီးတော့သူကိုတလတာအကောင်းဆုံးစုပြည့်ရွေးချယ်ခဲ့တာဖြစ်တဲ့ချက်စီတင်ကလာမယ့်ရာသီမှာ Sporting Lisbon ကခေါ်ထားတဲ့ Quinter ရောက်ရှိလာမှာဖြစ်တဲ့အတွက်သူတို့ရဲ့တောင်ပန် position မှာကစားမအချို့ကို ရောင်းထုတ်ဖို့စဉ်းစားရဖို့ရှိတယ်။လက်ရှိမှာ Jimmy Gattens ရဲ့ Alejandro Garnacho ပက်ထရိုနက်တိုတစ်ဖက်ကတော့အက်စတာဗေတိုရှိနေသည့်တိုင်အောင် ခွင်တာလေးထပ်ပြီးရောက်ရှိလာအောင်မှာဖြစ်တယ်။ချက်စီနီပြအန်ဇိုမာရစ်ကာပေါ်ဘိုးဖွဲကအပြေးဝယုံကြည်စေပါဒီနီပြကိုသူတို့ကကာလရှိချာရည်ဝဲထားတဲ့အတွက်အန်ဇိုမာရစ်ကာဟာဘာဖီအားမှမရှိကြောင်းနဲ့အသင်းဘက်ကလည်းဒီနေ့ရာသီသူလှုပ်ဆောင်ရမယ့်အဓိကတာဝန်က ကလပ်သင်းဥရောပချန်ပီယံလိဝင်ခွင့်ရရေးသာဖြစ်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့မန်ချက်စတာစီးတီးကနောက်ခံကစားမနေသန်အိုက်ကီအတွက်ပြောင်းရွှေ့ချေတက်မှတ်လိုက်ပါတယ်။စာချုပ်သက်တမ်းကြန့်ရှိနေသည့်ဒီတိုင်အောင်ပွဲထွက်ခွင့်ရဖို့ရုံးကန်ရတဲ့အိုက်ကီကိုစီးတီးကယူရို35တန်ဈေးတက်မှတ်ထားပြီးစောင့်ရသည်မှာ ရောင်းထုတ်သွားပွဲရှိတယ်။ မန်ချက်စတာစီးတီးရဲ့ကွင်းလေကစားမှဖိုဖိုဒန်ကိုကလပ်သင်းကတက်တန်းထပ်တိုးပါပါဖိုဒန်ဟာ2029မှာစာချုပ်တက်တန်းကိုဆုံးမှာဖြစ်ပြီးတော့ဖိုဖိုဒန်က2030ခုနှစ်ထိကာလရှည်ကြာစာချုပ်တက်တန်းထပ်တိုးမှာဖြစ်တယ်မန်စီးတီးတွေနဲ့နီကိုဂွန်ဇာလက်ပေါ်ဖော်မန်ကြောင့်ရူထရီပြန်မလာနိုင်သေးလေသူတို့ဘက်ကအရန်ကြီးဆိုရင်ရှားမရှိချောင်းဆိုထားတယ်လက်ရှိမှာမတ်တူကိုဗစ်ချ်လည်းမကြမီပြန်လာမှာဖြစ်လို့ နီကိုဂွန်ဆာလက်ကလည်းအာကိုနေရတဲ့အတွက်ရိုဒရီဂိုကြိုက်ခိုင်မှုပြေဝပြီးအလုံးစုံခင်းစင်မှပဲသူတို့ဘက်ကပြန်လဲအသုံးပြုမှဖြစ်ကြောင်းဆိုပါတယ်တစ်ဖက်မှာတော့ရလက်တီဇတိုက်ဆိုနေတဲ့ဖူလန်ကသူတို့ရဲ့နီးပြမာကိုဆီလ်ဗာရဲ့အနာကတ်ကိုစတင်ဆွေးနွေးလျက်ရှိတယ်ဆီလ်ဗာကလက်ရှိမှာဖီယာရီချာကနေ ဖူဟန်အသင်းရဲ့အခြေအနေကြောင့်ကလပ်အသင်းကသူ့ရဲ့အခြေအနေကိုစောင့်ကြည့်လျက်ရှိတာပါ။အက်စတိုဗီလာအသင်းကလည်းစောင်းရသည်မှာတိုက်စစ်မှုတယောက်တေချာပေါက်ခေါ်ယူသွားဖို့ရှိတယ်။ဒီနေ့ရာသီအတွင်းမှာအက်စတိုဗီလာအသင်းကတိုက်စစ်ပိုင်းအားနည်းနေတဲ့အချိန်မှာပြီးခဲ့တဲ့ရာသီတုန်းက Marcus Rashford ဘာကူအဆန်စီယိုနဲ့ဂျွန်ဂျရန်တို့ထွက်ခွာသားတဲ့တိုက်စစ်ပိုင်းအပြင်မန်ယူနိုက်တက်ကခေါ်ထားတဲ့ဂျီရန်ဆန်ချိုကခြေစွမ်းမပြနိုင်တဲ့အတွက်ဆောင်းရာဒီမာတိုက်စစ်မှုတယောက်တော့ခေါ်ယူဖို့ဆန္ဒအပြေအဝရှိပါတယ်။အရင်မန်ချက်စတာယူနိုက်တက်ရဲ့နောက်ခံလူဟောင်းဖြစ်ပြီးလက်ရှိဘန်လီအသင်းမှာကစားနေတဲ့အာဆယ်ထွန်စီဘီကတော့ယူနိုက်တက်အသင်းမှာဒဏ်ရာရတဲ့အချိန်မှာကလပ်ကတေချာကူတာမှုမပြုလုပ်တဲ့အတွက် ထင်တာတဲ့ပိုပြီး injury ပိုကြာခဲ့လို့သူ့ရဲ့ career အတွက်အများကြီးထိခိုက်ခဲ့တယ်လို့ဆိုခဲ့ပြီးတော့ Manchester United အသင်းရှိကနေပေါင်တသန်းရယူမှုနဲ့တရားစွဲဆိုမှုပြုလုပ်ထားတယ်လို့ဖော်ပြထားပါတယ်။ဒါရီကအစိတ်ဝင်စားစရာနောက်ဆုံးရအားကြတဲ့မှာအားလုံးကျေးဇူးတင်ပါတယ်။